ရေရအငင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ကမ်းမလူကျန်းစီမံကိန်း area မှာတက်ဆွဲလျက်ရှိတဲ့တက်မတော်သားတွေကသီးနှံဆိုင်ခင်းတွေကိုဖျက်ဆီးနေမှုပေါ့ဥပဒေကြောင်းအရတရားစွဲဆိုသွားတော့မယ်လို့မူလမြေပိုင်ရှင်တောင်သူတွေကပြောပါတယ်။အင်အား200ဝန်းကျင်ရှိတဲ့တက်မတော်သားတွေရဲ့ဒေသညာတောင်သူတွေပေါ်ချိန်ဆောင်မှုနဲ့သီးနှံတွေကိုဖျက်ဆီးမှုတွေဟာတီစဲဥပဒေများစွာကိုချိုးဖောက်နေခြင်းဖြစ်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ထားပါတယ်။တက်မတော်သားတွေဟာလွန်ခဲ့တဲ့တစ်လလောက်ကစတင်ပြီး သင်းနံကင်းတွေကိုတနည်းနည်းနည်းစီဖျက်ဆီးလာတာဟာအခုအခါကြေးရွာမှာအေက90ကျော်ဖျက်ဆီးခံလိုက်ရပြီဖြစ်တာကြောင့်တရားပြန်ဆွဲဖို့အတွက်ရှေ့နေကြီးတွေနဲ့တိုင်ပင်နေရလို့ပေကြီးကြေးရွာကတောင်သူဦးဝင်းကိုကပြောပါတယ်။အခုလိုပျက်စီးသွားတဲ့သင်းနံတွေရဲ့တန်ဖိုးဟာကြက်သိန်းထောင်ချီရှိရလို့ရွာသားတွေကဆိုပါတယ်။တမတော်သားတွေရဲ့လုပ်ရအပေါ်မြေသိန်းခံလဲသမားထောင်နဲ့ချီပြီးဩဂတ်လ13ရက်နေ့ကလည်းဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။လက်ရှိမှာတော့ပျက်စီးသွားတဲ့သင်းနံစည်ရင်းကိုကောက်ခံနေပြီးဆုံးရှုံးမှုအနေနဲ့ တဧကကို7-5သိန်းကနေ8သိန်းထိဆုံးရှုံးမှုရှိနေတယ်လို့သိရပါတယ်။ဒီလိုဖြစ်ပွားလျက်ရှိတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဌာနတွေကမဆိုင်သလိုနေကတက်မတော်သားတွေကရွာသားတွေကိုချင်းချောက်အနိုင်ကျင့်မှုတွေပြုလုပ်နေရကြောင်းဘလို့အခြေအနေပဲဖြစ်ဖြစ်ငြင်းချမ်းတဲ့နည်းနဲ့မြမြတတဖြစ်ဖို့တောင်းဆိုသွားမယ်လို့အုံတာကြေးရွာကဦးတန်းထိုက်ကပြောပါတယ်။ကံဘလူကျန်စီမံကိန်းဟာလွန်ခဲ့တဲ့10နှစ်ကျော်ကစတင်ပြီးအုံတာ၊ပေကြီး၊ထောက်ရှာအိုင် ငပြောတိုင်းစားတဲ့ကြေးရွာတွေကမြေဧက13000ကျော်ကိုအာရမသိန်းစီလှုပ်ဆောင်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်ခန့်ကစတင်ကမြေသိန်းခံတောင်သူတွေနဲ့တမတော်သားတွေကြားဆွေးနွေးညှိနှိုင်းမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။အဲဒီလိုဆွေးနွေးမှုကရရှိခဲ့တဲ့သဘောတူညီချက်တွေကိုတမတော်ကအကြိမ်ကြိမ်ဖောက်ပြက်ခဲ့တဲ့အပြင်မြေသိန်းခံကြေးရွာများစွာဟာလည်းလက်ရှိအခြေအနေမှာအဖက်ဖက်ကဖိစီးနှိပ်စက်မှုတွေကိုခံစားနေကြရတယ်လို့တောင်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။